မင်္ဂလာပါရှင်ဒီနေ့နိုဝင်ဘာ၄ရက်နေ့အတွက် People's Spring ရဲ့နေ့လည်ခင်းဒီနောက်ဆုံးရထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုပြပြပေးပါမယ်ရှင်အရင်ဆုံးနိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါမြောက်ကိုရီးယားနိုင်ငံတော်အကြီးအကဲဟောင်းကင်မြောင်နမ်ကွယ်လွန်သွားကြောင်းမြောက်ကိုရီးယားအစိုးရမီဒီယာကကြေညာခဲ့ပါတယ်ကင်မြောင်နမ်ကကင်မင်းဆဲလို့ခေါ်ဝေါ်ကြတဲ့ကင်မိသားစုပြင်ပကနေနိုင်ငံကောင်းဆောင်အဖြစ်သတ်မှတ်ခံရတဲ့တဦးတည်သောပုံကိုလည်းဖြစ်ပါတယ်ညူယိုနာမည်ဆင်ပေမဲ့ သူကနိုင်ငံအာဏာကိုစုပ်ကိုင်ထားတဲ့လက်ရှိမြောက်ကိုရီးယားအဓိပတိကင်ဂျုံအွန်ရဲ့မိသားစုဝင်တော်မဟုတ်ပါဘူး။ကင်မြောင်နမ်က1998ကနေသူအနားယူတဲ့2019အထိမြောက်ကိုရီးယားနိုင်ငံရဲ့ခေါင်းဆောင်အဖြစ်ရာထူးအပ်နေခံခဲ့ရပါတယ်။သူ့ရဲ့ရာထူးကအဆောင်ရောင်တက်တက်ဖြစ်ခဲ့တဲ့ဆိုပေမဲ့လည်းဝါရင်တန်တမန်အရာရှိကြီးကနိုင်ငံခေါင်းဆောင်အနေနဲ့အရေးပါတဲ့တန်တမန်ရေးလှုပ်ရှားမှုတွေမှာပါဝင်ပတ်သက်ခဲ့ပါတယ်။သူကမြောက်ကိုရီးယားအဓိပတိ30စလုံးရဲ့လက်အောက်မှာတာဝန်ထမ်းဆောင်ခဲ့ပူပြီး ပြည်သူညီလာခံချုပ်နိုင်ငံရေးဦးဆောင်အဖွဲ့အကြီးအမှုဖြစ်လေတာဝန်ယူခဲ့ဘူးပါတယ်။ကင်မြောင်နမ်ဟာနိုဝင်ဘာ3ရက်နေ့ကအသက်68နှစ်အရွယ်မှာကွယ်လွန်သွားခဲ့ကြောင်းမြောက်ကိုရီးယားအစိုးရမီဒီယာဖြစ်တဲ့ KCNA ကဖော်ပြပါဗျ။ KCNA ရဲ့အဆိုအရသူဟာဥမကြီးကင်ဆာကြောင့်2024ဇွန်လကလေးကဆေးရုံတက်နေခဲ့ရပြီးနောက်ဆုံးမှာတော့ကိုတွင်းအင်ကအတော်များများအလုံးမလုပ်တော့ရာကဆုံးပါသွားခဲ့တာလို့သိရပါဗျ။ သူ့ရဲ့နာရီကိုအဓိပတိကြီးကင်ဂျွန်အုံးကိုယ်တိုင်တွားရောက်ပြီးခြေကွဲဝမ်းနည်းမှု ပြသခဲ့တယ်လို့ KCNA ကဆိုပါတယ်။နိုင်ငံအာဏာကိုမိသားစုတစ်ခုတည်းကတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားခဲ့တဲ့အထူးကြံကွန်မြူနစ်နိုင်ငံမှာကင်မြောင်နံရရှိခဲ့မှုတဲ့ယာတုကထူးခြားတယ်လို့နိုင်ငံရေးသူတွေတွေကသုံးသပ်ခဲ့ပါတယ်။1998ကနေ2019ခုနှစ်အထိတော်တွင်မြောက်ကိုရီးယားအစိုးရမီဒီယာတွေနဲ့အစိုးရစာရွက်စာတမ်းတွေမှာသူ့ကိုနိုင်ငံတော်အကြီးအကဲဖြစ်ရည်ညွှန်းခဲ့ကြပါတယ်။ သူ့ရဲ့နိုင်ငံကောင်းဆောင်ယာဒူးကအဆောက်အအုံအဆင့်ထံမပိုခဲ့ပေမဲ့လေကင်မြောင်နမ်ကမြောက်ကိုရီးယားရဲ့တန်တမန်အသက်အဝန်းနဲ့ပြည်ပရေးရအရာရှိတွေအပေါ်မှာကြီးကြီးမားမားဩဇာလွှမ်းမိုးနိုင်စွမ်းရှိခဲ့တယ်လို့ American Archaeological Stimson Center ရဲ့မြောက်ကိုရီးယားရေးရကျွမ်းကျင်သူ Michael McDam ကပြောကြားခဲ့ပါတယ်။သူကနိုင်ငံထူထောင်သူ Kim Il Sung ရဲ့လက်ယုံတူဖြစ်လာခဲ့တယ်လို့ Kim Jong Il ရဲ့ယုံကြည်အားကိုးခြင်းကိုလည်းခံခဲ့ရပါတယ်။ သူတို့နှစ်ဦးရဲ့မြင်းနဲ့သားဖြစ်တဲ့လက်ရှိအဓိပတိကင်ဂျွန်အွန်းလက်ထက်မှာလဲကင်မြောင်နမ်ကိုဆက်လက်နေရပေးခဲ့ပါတယ်။မြောက်ကိုရီးယားမှာတော့ကင်မင်းဆက်ရဲ့ခေါင်းဆောင်၃ယောက်စလုံးကဖယ်ရှားတာ၊ရာဒူးချတာ၊စီကံပိုင်းအေးအေးယူတာတွေမကြုံရတဲ့ရှာရှာပပထိတ်တန်းအရာရှိတဦးလို့ကင်မြောင်နမ်ကိုမိုက်ကယ်မက်ဒမ်ကယဉ်ညွန်းခဲ့တာပါ။နိုင်ငံတော်အကြီးအကဲဟောင်းကွယ်လွန်မှုအတွက်မြောက်ကိုရီးယားကနိုင်ငံတော်ဇာပနအခမ်းအနားကျင်းပပေးဖို့လဲစီစဉ်ထားကြောင်းသိရပါတယ်ရှင်။ ဖိလစ်ပိုင်နိုင်ငံအလဲပိုင်းကိုအင်အားပြင်းတိုင်ဖုန်းကဲလ်မဂီဝေရောက်တိုက်ခတ်နေပြီးပြင်းထန်ဆိုးရွားတဲ့ရာသီဥတုအခြေအနေတွေလူအသက်ဆုံးရှုံးမှုတွေကြုံရနိုင်ကြောင်းတာဝန်ရှိသူတွေကအရေးပေါ်သတိပေးကြေညာထားပါတယ်။မုံတိုင်းကနိုဝင်ဘာ၄ရက်မနက်ပိုင်းမှာဖိလစ်ပိုင်နိုင်ငံအလဲပိုင်းကိုအရှိတ်ကန်ယူရက်ကနေစတင်ဝေရောက်ပြီးအနောက်ဘက်ကန်ယူရန်စီဆက်လက်ရွေ့ရှားနေပါတယ်။ကျူးစုနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်ရဲ့ Visa Yes ဒေတာမှာမုံတိုင်းအန်ဒီရဲ့သတိပေးချက်ကိုဒုတိယအမြင့်ဆုံးထုတ်ပြန်ထားပါတယ်။ မိုးသေးသေးထန်ထန်ရွာသွန်းမှုလေပြင်းတိုက်ခတ်မှုရေကြီးမှုမြေပြိုမှုအန္တရာယ်တွေကြုံနိုင်ကြောင်းလည်းကြေညာထားပါတယ်တိုင်ဖွန်းမုန်တိုင်းမဝင်ရောက်ခင်တရက်ကလေးကမုန်တိုင်းလမ်းကြောင်းတစ်လျှောက်ထိခိုက်နိုင်ခြင်းအများဆုံးဒေသတွေမှာနေထိုင်သူတွေကိုကြိုတင်ရှစ်ပြောင်းပေးထားပြီးဖြစ်ပါတယ်မုန်တိုင်းကတနာယီလေတိုက်နှုန်း128မိုင်နှုန်းပြင်းထန်ပြီးနိုဝင်ဘာ9ရက်နေ့မှာတော့တောင်တရုတ်ပင်လယ်ထဲဆက်လက်ရွေ့လျှာဖြတ်သန်းမယ်လို့ခန့်မှန်းရပါတယ် Visa Yex ဒေသကိုဖြတ်သန်းပြီးတဲ့နောက်ကုန်းတွင်းဝင်ရောက်ခဲ့တာကြောင့် မုံတိုင်းကနည်းနည်းအပြျော့သွားပွဲရှိကြောင်းဒါပေမဲ့ဖိလစ်ပိုင်ကိုကျော်လွန်သွားချိန်ထိတိုင်ဖုန်းအဆင့်ပြင်းအားကိုဆက်ထိန်းထားမယ်လို့ယုံကြည်ရကြောင်းဖိလစ်ပိုင်မိုးလေဝသဌာနကမှတ်ချက်ပေးခဲ့ပါတယ်ဖိလစ်ပိုင်အလဲပိုင်းနဲ့တောင်ပိုင်းကမြင်းနေအေရီယာတွေမှာတော့ရုတ်တရက်ရေကြီးလာနိုင်တဲ့နေရာတွေကဒေသခံတွေကိုကယ်ဆယ်ရေးတွေနဲ့တာဝန်ရှိသူတွေကကြိုတင်ရွှေ့ပြောင်းပေးထားပါတယ်ဖိလစ်ပိုင်ဟာပြီးခဲ့တဲ့လပိုင်းတွေအတွင်းမုံတိုင်းတွေငလင်လှုပ်ခတ်မှုတွေနဲ့ရုန်းကန်နေခဲ့ရပြီး အဲ့ဒီနောက်တိုင်ဖုန်းကယ်မက်ဂီကပါဝေရောက်တိုက်ခတ်ပြန်တာဖြစ်ပါတယ်ဖိလစ်ပိုင်ဟာပြင်းပြတဲ့နှစ်ကိုမုန်တိုင်းအခု20လောက်တိုက်ခတ်တာကြုံရလိရှိတဲ့နိုင်ငံဖြစ်ပါတယ်ရှင်ဆက်ပြီးတော့ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာပါစစ်တပ်အာဏာသိမ်းပြီးနောက်အကြမ်းဖက်ဖမ်းဆီးခံခဲ့ရမှုတွေမိုးကုံမြို့ကရေးပူစရာတော့ဟာနိုဝင်ဘာ3ရက်မနေ့ညနေပိုင်းကပြန်လည်တော်မူခဲ့ပါတယ်။2021မတ်လ17ရက်ကမိုးကုံမြို့မှာလူလူစင်တာထုတ်ဖော်တာကိုစစ်ကောင်စီကအကြမ်းဖက်ဖြိုခွင်းရမှာဝင်တားခဲ့လို့ ရေဘူးဆရာတော်ဟာဖမ်းဆီးခံရပြီးရှစ်လကျော်အကျဉ်းချခံခဲ့ရပါတယ်။ပြန်လွတ်လာပြီးတဲ့နောက်ကျမ်းမာရေးမကောင်းခဲ့တဲ့ဆရာတော်ဟာမနေ့ကညနေ6:45နာရီမှာတော့ပြန်လွန်တော်မူသွားခဲ့ပြီဖြစ်ကြောင်းမိုးကုတ်ဒေသခံတွေကပြောပါတယ်။ရေဘူးဆရာတော်ဟာဓမ္မဘတ်တော်သားတွေအာကိုအာထာပြုခဲ့ရတဲ့ဆရာတော်တပါးဖြစ်လို့ဆုံးရှုံးမှုကြီးမားကြောင်းနိုင်ငံရေးသမားတွေကပြောပါတယ်။ဆရာတော်ဟာပရာဟိတအပြင်စာမတင်နိုင်တဲ့ကလေးတွေအတွက်အခမဲ့စာတင်ကြောင်းတွေဖွင့်လှစ်ခဲ့ပြီး အဖိနှိတ်ကံပြည်သူတွေရှေ့ကနေအမြဲရက်တည်ခဲ့တဲ့ဆရာတော်ဖြစ်တယ်လို့တက်ကြွလှရှားသူကိုသိန်းအောင်မြင့်ကလူမှုကွန်ရက်မှာရေးသားပါတယ်ဆရာတော်ပြန်လည်တော်မူခဲ့တာဟာမိုးကုတ်မြို့အတွက်သာမကမြမအရေးအတွက်ပါဆုံးရှုံးမှုကြီးပါလို့သူကဆိုပါတယ်ဆရာတော်ဟာအာနာသိန်းကာလမတိုင်ခင်ကတည်းကနိုင်ငံရေးတက်ကြွလှရှားသူဖြစ်တဲ့အတွက်စစ်အာဏာရှင်တွေရဲ့မျက်မှောက်ကျိုးမှုကိုခံခဲ့ရသူဖြစ်ကြောင်းနှိစက်သူတွေက ပြောပါတယ်။ရေပူဆရာတော်ဟာ2015ကျွန်လက သူ့ရဲ့ចောင်းတိုင်ဝင်အတွင်းចောင်းဆောင်တဲ့ဆောက်ဖို့နဲ့ဇေဒီတီဖို့မြေပြုပြင်တာကိုကြောက်တူးဖော်ရဲဆိုပြီးတရားမဝင်ចောင်းမြတ်တူးဖော်မှုသာသနာတော်ညှို့နှံ့စေမှုနဲ့တရားမဝင်တဲ့တွေသိသိထားမှုစတဲ့ပုံမှ၃ခုနဲ့မိုးကုတ်မျိုးမှရဲစခန်းကနေဖမ်းဆီးခဲ့မှုပါတယ်။အဲ့ဒီအချိန်ကစစ်ဘိုးချုပ်ဟောင်းဦးသိန်းစိရဲ့ပြည်ခိုင်ဖြိုးအစိုးရလက်ထက်ဖြစ်ပါတယ်။ဒါအပြင်ရေပူစရာတော်ဟာမိုးကုတ်မျိုးမှ၂000ခွန်ရွှေဝါရောင်တော်လန်ရေးတန်ကားလှူရှားမှုကိုဦးဆောင်လှူရှားခဲ့တဲ့ ဆရာတော်တပါးလေးဖြစ်ပါရရှင်။ပြင်သစ်သမ္မတအီမနီယယ်မက်ခရွန်ကနိုင်ငံတော်တံပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သမ္မတဦးဝင်းမြင့်နဲ့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖမ်းခံရတဲ့နိုင်ငံရေးကျင်းသားတွေအားလုံးကိုချွင်းချက်မရှိအ мян ဆုံးလွှတ်ပေးဖို့စာရေးသားတောင်းဆိုခဲ့ပါတယ်။ဒါအပြင်စစ်တပ်ရဲ့မတရားဖမ်းဆီးမှုခံနေရတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအခြေအနေယိုယွင်းလာမှုတင့်လျော်တဲ့ကျမ်းမာရေးစောင့်ရှောက်မှုခံယူဖို့အခက်အခဲကြုံနေရတာကိုတားဖြစ်သူကိုထိန်လင်းကပြောပြလို့သိရတဲ့အတွက် အလွန်စိုးရိမ်မိတယ်လို့ပြင်သစ်သမ္မတကစာထဲမှာရေးထားပါတယ်။ဒီစာကအခုနှစ်ပိုင်းအတွင်းမှာကမ္ဘာထိပ်တန်းကောင်းဆောင်တဦးကဒေါ်အောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးနဲ့ပြန်လွတ်မြောက်ရေးအတွက်အလေးထားတောင်းဆိုတဲ့စာဖြစ်ပါတယ်။ပြင်သစ်နိုင်ငံရဲ့သနာဂယုဏတရားအားပေးမှုနဲ့မိတ်ဆွေကောင်းပိသားချင်းတို့အတွက်လှိုက်လိုက်လဲလဲခံစားရကြောင်းဒါဟာအမှန်တရားငြိမ်းချမ်းရေးနဲ့လွတ်မြောက်ရေးတို့ကိုနှုတ်ပိတ်ထားလို့မရဘူးဆိုတာကမ္ဘာတဝန်းကလူတွေကိုအသိပေးလိုက်တဲ့ကောင်းဆောင်မှုတစ်ရက်ဖြစ်ကြောင်း ိုထိန်လင်းကပြောထားပါတယ်အသက်ကြီးလာပြီဖြစ်တဲ့သူ့မမေဟာအချုပ်အနှောင်ထဲမှာကျန်းမာရေးမကောင်းတော့ကြောင်းသူ့မမေဟာနိုင်ငံလွတ်လပ်ရေးအတွက်သူ့ဘဝအသက်တာတလျှောက်ကြိုးစားဆောင်ရွက်ခဲ့သူဖြစ်ကြောင်းနဲ့သူ့မမေလွတ်မြောက်ခြင်းဟာလူအခွင့်အရေးနဲ့လူကုန်သိက္ခာအတွက်သာမကမြမပြည်ရဲ့လွတ်မြောက်ရေးနဲ့ငြိမ်းချမ်းရေးအတွက်လည်းအရေးပါဆုံးဖြစ်ကြောင်းကိုထိန်လင်းကရေးသားထားတာဖြစ်ပါတယ်ပြင်သစ်သမ္မတရဲ့စာရဲမှာ2020နိုဝင်ဘာ10ရက်ရွေးကောက်ပွဲဟာလွတ်လပ်ခဲ့တယ်လို့ ပြင်သစ်အပါအဝင်နိုင်ငံတကာကအတိအမှတ်ပြုကြိုးဆိုခဲ့ကြောင်းဒါပေမဲ့စစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုတ်သွေးထွက်တန်ယူဖြစ်စေတဲ့တုံ့ပြန်မှုတွေကြောင်းနိုင်ငံနဲ့ပြည်သူတွေအတွက်စိတ်မကောင်းပွေကာလရှည်အကျက်တဲတွင်ကြာရောက်ခဲ့ကြောင်းပြောထားတာဖြစ်ပါတယ်ဒီအခြေအနေကအိန္ဒိယနိုင်ငံတွေအပေါ်တက်ရောက်သလိုပြင်သစ်နိုင်ငံနဲ့ဆက်ဆံရေးကိုလည်းကမောက်ကမောက်ဖြစ်စေခဲ့တယ်လို့ဖော်ပြထားတာပါဒေါအောင်ဆန်းစုကြည်နဲ့ပြည်သူတွေလူလားတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်မျှော်မှန်းချက်တွေတရားဥပဒေစိုးမိုးမှုမြန်မာပြည်သက်နှစ်နိုင်ငံကြား နိုင်ငံရေးစီးပွားရေးရင်ကျေးမှုအရာဆက်ဆံရေးတွေကောင်းမွန်ဖို့အပြည့်အဝထောက်ခံအားပေးတယ်လို့ရေးသားထားပါတယ်။မြမပြည်သူတွေအသက်အန္တရာယ်နဲ့ကြုံတွေ့နေရချိန်မှာပြည်သူတွေနဲ့ရှင်တွဲရက်တည်တယ်လို့အကြမ်းဖက်မှုတွေရော့ပါဖို့တရားဝင်နိုင်ငံရေးကောင်းဆောင်တွေရေးဆွဲထားတဲ့ငြိမ်းချမ်းရေးလမ်းကြောင်းကိုထောက်ခံအားပေးဖို့ဆန္ဒရှိတယ်လို့လည်းစာထဲမှာဖော်ပြထားပါတယ်။ဒေါအောင်ဆန်းစုကြည်ကြမ်းကြမ်းမမပြန်လွတ်မြောက်ပြီးမိသားစုနဲ့ပြန်တွေ့ဆုံနိုင်မယ်လို့မျှော်လင့်ထားတယ်လို့လည်းရေးသားထားတာပါ။နောက်ဆုံးမှာ မြန်မာပြည်သူတွေအားလုံးချမ်းသာသလိုနိုင်ငံကိုငြိမ်းချမ်းပြီးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်လာဖို့အခွင့်အလမ်းရရှိစေရေးပံ့ပိုးဖို့လဲအသင့်ပြင်ထားတဲ့အကြောင်းပြင်သစ်သမ္မတမက်ခရွန်ကစာရေးသားထားတာဖြစ်ပါရဲ့ရှင်။ People's Prayer ရဲ့နေ့လည်ခင်းဒီနောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။